ရွှေပြင်းပါစေ390ခန့်ရှိလာရောင်းစေးနှင့်ပေါင်းချစေးမတူပဲရွှေဆိုင်များဆက်ရောင်းချဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်စေးကွက်မှာပြင်ပရွှေစေးတစ်ချက်သားကို7,900ခန့်ရှိလာပြီးရွှေဆိုင်ရများစုကထော့ရောင်းစေးနဲ့ပေါင်းချစေးမတူပဲဝယ်ယူသူတွေကိုဆက်လက်ရောင်းချနေတယ်လို့စေးကွက်ထဲကသိရပါတယ်။ ဒီကနေ့မှရွှေပြင်းပပေါင်းစည်းတစ်ချက်သားကို69သိန်း9000အထိရှိနေပြီးတပတ်တာတွင်တစ်ချက်သားကို73သိန်းနီးပါးခန့်မြင့်တက်လာထားပါ ရွှေရသင်းတွေကရည်ညွှန်းစေးတွေနဲ့သာရောင်းချကြဖို့မြစ်သားရက်ခံထားကြပေမဲ့ရွှေဆိုင်တွေကတော့ပေါင်းချရဲ့ဈေးနှုန်းနေရာမှာသာရည်ညွှန်းစေးကိုရေးသားတွက်ချက်ပေးထားပြီးဝယ်ယူသူရဲ့ဖုန်းနံပါတ်နေရာနောက်ဆုံးစာလုံးမှာအမှန်တကယ်ဝယ်ယူရတဲ့ဈေးနှုန်းကိုရေးသားထားတယ်လို့ဝယ်ယူသူတအူးကဆိုပါတယ်။ အတီလိုရေးသားထားတာကြောင့်ဝယ်ယူသူဝချိုးကပြန်လဲရောင်းချရမှာရည်ညွှန်းစေးနဲ့တောင်ဝယ်ယူကြမှာစိုးရိမ်ပူပန်မှုတွေရှိနေကြပေမဲ့စိုင်းတွေအနေနဲ့သူတို့ရဲ့သင်္ကေတအတိုင်းသာဝယ်ယူကြမှာမို့မစိုးရိမ်ရဘူးလို့လဲရွှေရောင်းချသူကပြောပါတယ်။ မြန်မာနိုင်ငံရွှေလုံငန်းရှင်များအတင်းချုပ်ကားထော်ဒတ်တထုရွှေရည်ညွှန်းစေးကိုတက်မှတ်ရေးကော်မတီကနေ့စဉ်တက်မှတ်ပေးထားတဲ့ရည်ညွှန်းစေးနဲ့မြောင်းချကြတဲ့ရွှေဆိုင်ထွေကိုဘောင်ချနဲ့တကွတိုင်ကြားနိုင်တယ်လို့ဆိုထားပါတယ်။ဒီကနေ့မှာတော့ကဘာရွှေတောင်စာကို3082ဒေါ်လာအထိရှိနေကတပတ်တာအတွင်းတောင်စာကို60ဒေါ်လာဝင်းကျင်အထိ မြင့်တက်နေတယ်လို့သိရပါတယ်။ ကျင်းပဒေါ်လာပေါင်စည်းကားထောအမေရိကန်ဒေါ်လာကို4420အထိရှိနေပြီးတပတ်သာအတွင်းဒေါ်လာကို90ကျပ်ဝန်းကျင်အထိကျဆင်းနေပါတဲ့ရည်ညွှန်းဈေးကလည်းကမ္ဘာရွှေဈေးနဲ့အတူမြင့်တက်နေပြီးဒီကနေ့မှတစ်ချက်သားကို56သိန်းတထောင်အထိရှိနေပြီးတပတ်သာအတွင်းကို3000ကျပ်ဝန်းကျင်အထိမြင့်တက်နေတယ်လို့သိရပါတယ်ရှင်။